အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အတူကအသေးစိတ်လေ့လာကြည့်ကြမှာကတော့အောက်တိုဘာ၁ရက်နေ့ကကန်သွားတဲ့ပွဲပါ Emirates အားကစားခွင့်မပေါ်ဟုတ်ကဲ့အာဆင်နယ်နဲ့ Olympia Coast တို့ရဲ့ Champion League ပွဲစဉ်နော်ဟုတ်ပါတယ်ဒီပွဲအကြောင်းကို The Guardian တင်ဆက်ရေးပွဲပြီးသုံးသပ်ချက်ကိုအဓိကထားပြီးတော့အမ်ကျွန်တော်တို့ရဲ့အမြင်လေးနဲ့ပေါင်းစပ်ပြီးဆွေးနွေးကြည့်ကြမယ်ဒီပွဲကတိုးစရာတွေတော်တော်များတယ်လीအ အာဆင်နယ်ရဲ့အင်ဂွင်းအထူးတဖြစ်ဥရောပပွဲဒီမှာပြနေတဲ့ဆန်ကျင်ကောင်းတွေရှိတယ်လို့တစ်ဖက်မှာလည်းအဲဒီဂိုးရတင့်တဲ့အခွင့်အရေးတွေကိုအတုံးမချနိုင်ကြလာလေလဲရှိနေတော့စိတ်ဝင်စားဖို့ကောင်းပါတယ်အဲဒီတော့ဒီနေ့ကျွန်တော်တို့အဓိကကြည့်ကျင်တာကပွဲရဲ့အလဲပြောင်းအခက်အတန့်တွေဘယ်ကစားသမားတွေချီးစွမ်းပြခဲ့လဲဆိုလို့ဒီပြီးတော့အာဆင်နယ်ရဲ့မယုံနိုင်စရာအင်ဂွင်းဆန်ကျင်တွေပေါ့ဟွန်းဒါပေမဲ့အိုလံပီယာကိုစ်ကလည်းဒီကွင်းမှာအင်ကနိုင်ပွဲတွေရဖို့တယ်ဆိုတဲ့အချက်ကိုလည်းခြံထားလို့မရဘူးနော်ဟုတ်တယ် အဲ့ဒါဒီကိုခြုံပြီးတော့ပွဲရဲ့အနှစ်သာရကိုဖမ်းကြည့်ကြတာပေါ့ကောင်းပါပြီဒါဆိုဟိုအန်အိုစီယာကောင်းတဲ့အင်ကွင်းဆန်ချင်ကနေစလိုက်ကြမလားကောင်းပြီအာတီတာလက်ထံမှာလေးအမေရိကစကွဲမှာချန်ပီယံလိဂ်အုပ်စုပွဲကစားရတယ်ဆိုရင်ဒီပွဲအပကွင်ဆို10ပွဲရှိပြီ10ပွဲကစား10ပွဲနိုင်ဒါဒီမဲမဟုတ်သေးဘူးဟုတ်တာပေးကိုကရှင်တကောမှမပေးရသေးဘူးဆိုတာကတော့တကယ်ကိုမယုံနိုင်စရာပဲချန်ပီယံလိဂ်အဆင့်မှာဒီလိုမှတဲမျိုးကတကယ်အထင်ကြီးစရာပါ ယူရိုပါလိပွဲပြီပါထက်အတွက်ရင်ပိုတော့ဆိုးသေးတယ်ဟုတ်လားဘလို့မျိုးလဲဥရောပအစုပွဲအားလုံးမို့နော်အင်ကွေးမှာဆိုရင်14ပွဲစစ်တိုင်နိုင်ထားတယ်အဲ့ဒီ14ပွဲမှာစုစုပေါင်းပေးကောက9ပွဲရှိတာဝိုးပြကေခန္ဓာကြီးပဲနောက်ဖရကိုတော့ကဟိုဖရန့်ဖရန့်ကိုရှုံးပြီးဦးနဲ့အမရီထုတ်ခိုင်းရတဲ့အချင်းနဲ့တော့ကွာခြားချက်ကတော်တော်ကြီးတည်သားသွားပြီအမှန်ပဲအဲ့ဒီတော့ကအချင်းနေနဲ့အခွင့်အချင်းနေအသင်းရဲ့စီတပိုင်းရောကစားပုံစီလုံးမှုရောပေါ့နော် အင်ကွေအုပ်စုပွဲမှာနောက်ဆုံးကူပေးခဲ့ရတာတောင်း2010ဒီဇင်ဘာကဆိုတော့ဟုတ်တယ် Rapid Vienna ကို၄တနဲ့နိုင်တဲ့ပွဲအတော်ကြပြီဒီလိုခံစစ်စိတ်ချရတာကအားသာချက်ပဲဒါမဲ့လေကျွန်တော်တို့ခုနကပြောခဲ့သလိုပြိုင်ဘက် Olympia Coast ကလည်းဒီကွင်းနဲ့မဆိုင်ဘူးသူတို့မှလည်းပြောစရာသမိုင်းရှိခဲ့တယ်အဲ့ဒါကဒီပွဲမတိုင်ခင်မှာလူတွေစိတ်ဝင်စားခဲ့တဲ့အချက်ပဲလေသူတို့ဒီ Emirates ကိုနောက်ဆုံးလာကစားတဲ့၃កောက်လုံးအနိုင်ပဲရသွားတာ ဟုတ်တယ်နော်ယူရိုပါလီမှာတစ်ခါချမ်ပီယံလိအိုးဆိုမှာတော့ခါ2015 16တုန်းကပေါ့ဆရောအများစုကတော့အာဆနယ်နိုင်မယ်လို့တွက်ထားပေမဲ့ဒီလိုနောက်ခံအချက်လက်တီကြောင့်အိုလံပီယာကိုစ်ကိုရှော့တွက်လို့မရဘူးပြီးတော့သူတို့အတင်းကဒီနေ့မှာတကယ်လည်းမစိုးဘူးလေအတင်းကောင်းတဲ့အတင်းမှာဟုတ်ကဲ့ကဲဒါဆိုခွဲတဲ့ကိုပဲတိုက်ရိုက်ဝင်လဲကြရအောင်ပထမပိုင်းအာဆနယ်ဆက်ကလေးကအရှင်းကကောင်းတယ်อืม အထူးသဖြင့်အိုရီကွက်တော်တော်လေးတက်ကြွတယ်ဘောလုံးတောင်းတဲ့ကစားကွက်ကိုစူးစမ်းပန်းစားဆင်ပေးနေတာတွေ့ရတယ်ပွဲစားပြီးသိမ့်မကြဘူးလေ9မိနစ်လောက်မှကိုအပိုင်းရာတဲ့အခွင့်ရေးကြီးတခုအာဟုတ်တယ်လူဝစ်စကယ်လီဘေချရန်ကဖြတ်တင်ပေးလိုက်တာမာတနယ်လီ၉ရှစ်တည့်တယ်မှာဟုတ်တယ်ဒါပေမဲ့ဘလို့ဖြစ်သွားလဲမသိဘူးဖခုံးနဲ့တီးပြီးတော့အပြင်းထွက်သွားတယ်နေနေအန်အော်ဖိုတောင်းကောင်းတယ်အဲ့မှာနေနေစိတ်သေးထင်လိုက်မိတယ်ဒီနေ့တိုက်စစ်ပိုင်းအခွင့်ရေးတွေလွဲချော်ဦးမှာလားပေါ့ ကကောင်းတိုက်တာ7မိနစ်မှာဦးဆောင်ကိုရာသွားတယ်ဒီတခါတော့မာတင်နယ်လီပဲဟုတ်တယ်ဒါပေမဲ့ go ထီလာပုံလေးကလည်းနည်းနည်း sequence လေးရှိသေးတယ် or request ကနေစလိုက်တာဟုတ် or request ကနေဟိုတိုက်စစ်မှုတဲ့ jokers စီပေးလိုက်တယ် jokers ကနောက်ခံလူနေရောက်ကြားကနေအတင်းတိုးဝင်ပြီးကမ်းလိုက်တာအားပါတယ်ကမ်းချက်ပဲဘုတ်တမန် zola case count ပထုတ်လိုက်နိုင်တယ်ဒါပေမဲ့ဘောလုံးကတိုက်ထိပြီးပြန်ထွက်လာချိန်မှာမာတင်နယ်လီကအသင့်မယ်ထောင်ကျင်းပေးမဲ့အပိုင်ပိတ်သွင်းသွားတာဟုတ်ပြီ တစီရောခေသွားပြီ။ဒါမဲ့အဲ့ဒီနောက်ပိုင်းပထမပိုင်းမှာပဲအာဆင်နယ်နောက်ထပ်ဂိုးတွေထရားသင့်တယ်လို့ထင်တယ်။တေချာပေါ့ပဲ။အခွင့်ရရအများရခဲ့တာ။ပြီးတော့အတော့မချနိုင်ခဲ့ဘူး။20မိနစ်ကအလုံးဆိုရင်တော်တော်ညင်မိုးဖို့ကောင်းတယ်။ဘယ်ဟာလဲ။အဲမာတနယ်လီဘောလုံးရသွားပြီးနေရောက်တိရောအနေထားဖြစ်သွားတာလေ။ဘေးမှာထော်ဆာလက်ပါလာတယ်။အာဟုတ်ပြီဟုတ်ပြီ။လုံးဝလွတ်နေပြီ။ပေးလိုက်ရင်တေချာသလောက်ပဲ။ဒါပေမဲ့ तू ကမပေးဘဲနဲ့နောက်ဆုံးလူကိုတယောက်အထက်ပေးကြဖို့စူးစမ်းလိုက်တယ်။ဟွန်းအဲ့မှာဘောလုံးဆုံးသွားရော။ ဟုတ်တယ်ဒီလိုဆုံးဖြတ်ချက်တွေကပွဲကိုစောစောစီစီအပြတ်မတတ်နိုင်ခဲ့တာအကြောင်းရင်းပဲတခြားခွင့်ရည်တွေလည်းရှိသေးတယ်ဂျော်ဂါရစ်ကန်ဒါကိုယ်မှကာကွယ်တာတို့ဟင်းအဲ့ဒီလုံးလဲအော်ဒီကွာဖန်ဒီပေးတာမာတနလီကိုပေးလိုက်ရင်ပိုကောင်းမလားပဲထောင်ကမိုးကနီကာဘရီယယ်ခေါင်းတိုက်တာလဲဂိုးပေါက်နဲ့ကတ်လွဲသွားသေးတယ်ဟုတ်တယ်ထရော့ဆာရဲ့ဖန်ဒီပေးမှုနဲ့ဂျော်ဂါရစ်ကန်ဒင်လက်ကြလဲဂိုးပေါ်ကျော်သွားပြန်ရောဆိုတော့ခွင့်ရည်တွေတော်တော်များများဖြုံးသီးခဲ့တယ်ဗောလားပထမပိုင်းမှာမှန်တယ် အဲ့တော့ကိုရီကခွင်ဖြုံးနေတော့မှာအိုလံပီယာကော့စ်ကလည်းသူတို့ပတ်ကောက်ခွင့်ရရရင်အန်ဒီအေပေးနိုင်တယ်ဆိုတော့ပြသွားသေးတယ်။မာဒီနလီကိုမသွင်းခန်လီမှာပဲအယ်ကာဘီခေါင်းတိုက်ချက်တချက်ရှိသေးတယ်။ဟုတ်ကဲ့။ရာရာနဲ့နီနီတွေပဲလွဲသွားတာ။ဒါပေမဲ့ပထမပိုင်းမှာသူတို့သူတို့အကောင်းဆုံးခွင့်ရကတော့30မိနစ်ကအလုံးပဲ။အိုးပေါ်ဒန်စ်ကန်ချတ်တကယ်လာတယ်။ဆန်ဒီယာဂိုဟာစီညာငါးဖြတ်တင်ပေးလိုက်တာ။ပေါ်ဒန်စ်ကဘေးချင်းနဲ့တိုက်တိုက်ဗောလီဆွဲလိုက်တာ။လာလာပပကန်းသွားတာ။ဒါပေမဲ့ ကိုသမယာယာတကယ်ကိုထိတ်တန့်လက်ဆွမ်းပြကောက်ွက်မှုပဲတကားရင်ကတော့ outstanding reflex save လို့တုံထားတယ်တကယ်ကအဲ့ဒီချင်းသာခြေကိုပဲလိုက်ရရင်ပွဲကပုံစံပြောင်းသွားမှာအဲ့ဒါကြောင့်ပထမပိုင်းပြီးတော့1-0ဆိုပေမဲ့ Arsenal တော့နည်းနည်းစိတ်ကျနေစရာမကောင်းဘူးရတဲ့ခွင့်ရည်နဲ့ဆိုပိုးဖြတ်တင်တယ်ဟုတ်တယ်အနည်းဆုံး2-3ဂိုးလောက်ဖြစ်တင်တာကဲဒုတိယပိုင်းဒုတိယပိုင်းမှာတော့ပွဲကနည်းနည်းလေးအေးတော့တယ်လို့ခံစားရတယ်ဟုတ်တယ် Arsenal က 음အင်းလိုတအား pressure ပေးပြီးတိုက်ဆစ်စင်တာထက်ပွဲကိုထိန်းချုပ်ပေးကစားသွားဖို့ပိုကြိုးစားလာတဲ့ပုံပဲ။ကာရင်ကတုံးတက်တယ်လို့ခီယာ short ချလိုက်တယ်လို့ပေါ့။အဲ့လိုကစားတာကတခါတလေအန်ဒီရဲ့များတယ်နော်။ဟုတ်တယ်။ Trosser လည်းအခွင့်အရေးလေးရသေးတဲ့ဒုတိယပိုင်းမှာဒါပေမဲ့အဆုံးတက်တွေကမတိချဘူး။အဲ့လိုနဲ့ချင်းကကြာလာတော့ဟိုဟာလေးအင်ကွင်းပရိသတ်တွေစီကနည်းနည်းအာမလို့အမညာအတန်တွေကြာလာတယ်။ Wake up wake up ဆိုပြီး order တယ်။ဆိုရင်လာကြတာပေါ့။တကိုးတက်ဆိုတော့မတိချဘူးလေ။ အဲ့ဒီလိုအနေထားမှာပဲ66မိနစ်အိုလံပီယာကိုတတကယ်ကိုအရေးကြီးတဲ့အခွင့်အရေးကြီးပေါ်လာတယ်ရောပေါ်ဒင်းစကနေပဲလာတာနော်ဘယ်ချမ်းကနေဟုတ်တယ်သူဖြတ်တင်ဘောအယ်ကာဘီကကောင်းကောင်းခေါင်းတိုက်တယ်ဒီတစ်ခါလဲရရပဲနေယူပုံကောင်းလို့ကောက်ွယ်နိုင်ခဲ့တယ်ဒါပေမဲ့ဘောလုံးကပြန်ထွက်လာရောပြန်ထွက်လာတဲ့ဘောလုံးကိုအယ်ကာဘီကပဲအမြန်ဆုံးပြိတ်သွင်းလိုက်တာဂိုးတန်းဝင်သွားတယ်အဲ့ဒီအချိန်မှာအမ်ရီစခနာတို့ညင်သွားတယ်ဒါပေမဲ့စီချက်တိုင်ကလူဂျွန်ဘောအလန်ထောင်းထားပြီးစား VAR ကလည်း check ပြီးအတည်ပြုပေးလိုက်တယ်။ Arsenal ပြည်သက်တွေတပ်ပြင်းချနိုင်ခဲ့တဲ့အချိန်ပေါ့။တကယ်တပ်ပြင်းချရမှာပါ။အဲ့ကိုသာအတည်ထွင်ရင်11ပွဲပြီးဖို့မိနစ်နှစ်ချက်ကျော်ပဲလိုတော့တယ်။ဘာမဆိုဖြစ်သွားနိုင်တယ်။အဲ့ဒီဖြစ်ဖြစ်ပြီးတော့အာတီတာက Gabriel ကိုထုတ်လိုက်တယ်။ဒဏ်ရာရတာတော့မဟုတ်လောက်ဘူး။ကြိုးတင်ကာကွယ်တဲ့သဘောထင်တယ်။ဟုတ်နေပါတယ်။ပွဲကတင်းမာနေတော့မလိုလက်တဲ့ risk မယူချင်တာနေမှာပေါ့။ပွဲပြီးခါနီးမှာ Audi ကတစ်ချက်ကန်တဲ့တယ်။ကိုယ်တမကာကွယ်သွားပြန်ဒါလည်းဝင်သင့်တဲ့အနေအထားနေပါပဲဒီလိုနဲ့ တစ်စီရိုနဲ့ပဲပြီးတော့မှလာလို့ထင်နေတော့နာကျင်အချင်းပိုရောက်မှအပိတ်ကိုရသွားခဲ့တယ်ပရိသတ်တီကိုစိတ်အေးသွားစေတဲ့ကိုပေါ့ဟုတ်တယ်လူစားဝင်လာတဲ့ဘူကာယိုဆာကသွင်းသွားတာဒီကိုမှလည်းဖန်တီးပေးတဲ့သူကအရေးပါခဲ့တယ်နော်အော်ဒီကွာပါပဲဒီနေ့ပွဲအကောင်းဆုံးစားသမားသူ့ရဲ့ဘက်စကနေဆာကကဂိုဒမဇိုလာကိရှေချီတော့ကြားတဲ့ကနေမြေမဟာကန်သွင်းသွားတာတော်တော်လေး decisive finish ပဲဟုတ်ပါပြီအဲ့ဒီကိုနဲ့နစီရိုဖိပီပွဲသိမ်းသွားတယ် ပွဲတစ်ခုလုံးကိုပြန်ကြည့်ရင်ဘဲကစားသမားတွေကအဓိကအဖြစ်ဆုံးလေ။အော်ဒီကွာကတော့တေချာပေါက်ပဲနော်။အော်ဒီကွာကတော့ man of the match ပါပဲ။တိုက်စစ်ကိုမောင်းနေတဲ့ fundy တဲ့ဂိုးတွေမှာပါဝင်ပတ်သက်တယ်။ပြိုးစရာမရှိလောက်အောင် ကောက်ခဲ့တယ်။ Martinelli ကတော့ဂိုးသွင်းခဲ့ပေမဲ့ဟုတ်ဂိုးသွင်းခဲ့ပေမဲ့လွဲချော်ခဲ့တဲ့အခွင့်အရေးတွေကလည်းတော်များတယ်။သူရဲ့ decision making ပိုင်းမှာနည်းနည်းပိုကောင်းလာဖို့လိုနေသေးသလားလို့ဂျော့ကာရက်စ်ကတော့ဘယ်လိုမြင်လဲသူရဲ့ပထမဂိုးမှာပါဝင်ခဲ့တယ် သူ့ရဲ့အာမန်လည်းပြေးလွားပုံကကောင်းပါတယ်။ဒါပေမဲ့သူလည်းအခွင့်ရေးအဆုံးသက်ပိုင်းမှာအာနေတာလေးတွေတကူကောင်းစံချင်တာလေးတွေရှိနေသေးတယ်။နောက်တယောက်ချီးကျူးရမှာကကိုသမားရရတေချာပါတယ်သူ့ရဲ့ကာကွယ်မှုတွေအထူးသဖြင့်ပေါ်တန်စီရဲ့ဗောလီနဲ့အယ်ကာဘီရဲ့ခေါင်းတိုက်ချက်ကိုကာကွယ်တာတွေကအမတ်ပေးသုံးမှတ်အတွက်တကယ်အရေးပါခဲ့တယ်ဆာကာကတော့လူစားဝင်လာပြီးအလုတ်ဖက်သွားတယ်အေးကြီးတဲ့ဒုတိယကိုကို တွင်ပေးခဲ့တယ် ့အဆုံးသက်သေးချောင်းမှုက အသင်းအတွက်တန်ဖိုးရှိတာပေါ့နောက်ပြီးတော့အာဆန်နယ်ရဲ့ခံစစ်ပိုက်တစ်ခုလုံးကိုလည်းချီးကျူးရမယ် clean sheet ချက်ရခဲ့ပြန်ပြီဒီရသည်သူတို့ပေးကိုကတော်တော်နင်းနေသေးတယ်နော်အော်တိုဘာ3ရက်နေ့ထိဆိုတော့ဟုတ်တယ်ပြိုင်ပွဲစုံမှာစုစုပေါင်း3ခုပဲပေးရသေးတာပုံမှန်ကစားချိန်ထဲကဆို16တဲပဲဒီလိုခံစစ်မျိုးကိုဖောက်ဖို့ကပဲအသေးမဆိုခက်မှာပဲဒါပေမဲ့ဒါပေမဲ့ပုံလေဒီပွဲမှာအဓိကမြင်ခဲ့ရတဲ့တတိထားမိတဲ့အားနည်းချက်ကတော့ ရှေတန်းကခွင်းကြီးတွေကိုဂိုးဖြစ်မပြောင်းနိုင်တာပဲအဲ့လာကတော့တကယ်ကိုချက်ခါချက်ကမြင်ခဲ့ရတဲ့ပြဿနာပဲ20ဆိုတာကောင်းပါတယ်ဒါပေမဲ့ဒီလောက်ခွေရည်တွေရောက်ပြီးမှလောဂိုးပိုပြတင့်တယ်อืมအဆုံးတက်မှာတော့နိုင်ပွဲကနိုင်ပွဲပါပဲအုတ်စုဖင်ပွဲဖေးပါအိုကိုအဝေးခွင်းနိုင်ထားတဲ့အပေါ်မှာဆက်ပြီးတိဆောက်နိုင်ခဲ့တယ်အုတ်စုအနေထားကောင်းသွားပြီဟုတ်တယ်အသင်းရဲ့နာမည်ကုန်တယ်လင်းအင်အားတောင့်တင်းမှုတွေကိုလည်းဒီနိုင်ပွဲကအတည်ပြုပေးလိုက်တယ်လို့ပဲ အိမ်ခွဲအုပ်စုပွဲရှုံးခွဲမရှိစံကျင်ကလည်းဆက်ပြီးတက်တန်းရှည်သွားတာကိုကဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနှစ်ချုပ်ငင်အာဆန်ကအခွင့်အရေးတွေဖြုံးသီးချေပေမဲ့အဓိကကစားသမားတွေရဲ့စွမ်းဆောင်ရည်ခံစစ်အတောင့်တင့်မှုတွေနဲ့သူအနိုင်သုံးပဲရက်ယူသွားနိုင်ခဲ့တယ်။အော်ဒီကွာရဲ့ခြေစွမ်းရာရာရဲ့ကာကွယ်မှုစာကာရဲ့အပိတ်ကိုးတွေကအဓိကပေါ့လေ။အိုလံပီးယားကိုးစ်ဘက်ကလည်းအခွင့်အရေးတွေရခဲ့ပေမဲ့အထုံးမချနိုင်ခဲ့ဘူး။ပေါ်ဒန်ဆိုအယ်ကာဘီရူတော်ရညမောနေမှာဟုတ်ပါတယ်။ ဆိုတော့ဒီပွဲကနေကျွန်တော်တို့စဉ်းစားစရာမေးခွန်းတစ်ခုကြံခဲ့တယ်။အဲ့ဒါကဘာလဲဆိုတော့အာအာစနယ်ကအခုလိုအုပ်စုပွဲတွေအင်ကွင်းပွဲတွေမှာခန်စစ်ကလည်းတောင့်ရလက်ကလည်းကောင်းနေတာမှန်တယ်။ဒါပေမဲ့ဒီနေ့လိုမျိုးတိတ်ချတဲ့အခွင့်အရေးတွေကိုလွယ်လွယ်ဖြုံးတီးနေတဲ့ပုံစံကလည်းဟုတ်ကဲ့ဟုတ်တယ်အဲ့ဒီ တိုက်ဆက်အဆုံးသက်တည်ချောင်မှုနဲ့ခန့်စစ်တည်ငြိမ်မှုဂျားကဟန်ချက်ကိုအာဒီတာဘလို့ညိမလဲဆိုတာကအရေးကြီးလာပြီအဲ့ဒါကပဲသူတို့ဒီနှစ်ချန်ပီယံလိမှာဘလောက်အထိတွားနိုင်မလဲဆိုတာကိုစွန့်ဖြတ်ပေးနိုင်တယ်ဟုတ်ကဲ့အဲ့ဒီအဖြေကိုတော့ရှေ့ဆက်ပြီးစောင့်ကြည့်ရမှာပေါ့ဒီနေ့တော့ဒီပွဲအကြောင်းဆွေးနွေးခဲ့တာဒီလောက်ပါပဲဟုတ်ကဲ့ပါနောက်ပတ်ချိန်မှာလဲစိတ်ဝင်စားစရာပွဲဒီအကြောင်းရည်တွေနဲ့ပြန်လာခဲ့ပါဦးမယ်အလုံးပင်နားဆင်ပြီးတော့ကျေးဇူးတင်ပါတယ်